လူကြားထဲမှာနေထိုင်ရမယ့်ကျင့်ဝတ်တွေစီမင်းတွေစီကဲတွေအခြေခံနားလည်ရမယ့်အရာတွေကိုနားမလည်တဲ့သူတွေများရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလူ public အများကြီးကြားထဲမှာကိုဖုန်းသုံးနေတော့မှဖုန်းနဲ့အကြေကြီးတွေလုတ်ပစ်တာစေးရုံလူနာစောင့်နေရဲ့ OBD ပြနေတဲ့အချိန်မှာကိုဖုန်းကနေမျိုးမှာ social media ကိုအကြေကြီးကြီးတာဒါတွေကတခြားသူတွေအနှွားကြီးဖြစ်စီတယ် လာပြတဲ့လူတွေကအလုံးကျွမ်းမာနေတဲ့သူတွေဆိုတာထက်နေမကောင်းလို့လာပြကြတာဖြစ်တဲ့အတွက်နိုင်ပိုင်လေးနေခြင်းနဲ့အေးအေးချမ်းချမ်းလေးခေါင်းတွေကိုက်နေရရှိမယ်။ကြောက်ရွံ့လူနာရှင်အဲလူနာနဲ့ပါလာတဲ့လူတွေကဒါမျိုးတွေသုံးနေရဆိုရင်ဒါမလုပ်တဲ့အရာမျိုးတွေပေါ့နော်။အဲ့တော့အဲ့လိုလူတွေကြောင့်ကျွန်တော်တို့အမြဲတမ်းခေါင်းကိုက်နေရတာ stress တွေဖြစ်နေရတာစိတ်ရှုပ်နေရတာရှိရပေါ့။အဲ့တော့အဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖြတ်တန်းမလဲ။ဘယ်လို response တွေလုပ်လို့ရှိလဲ။ မင်္ဂလာပါကျမတို့ပတ်စင်ထုတ်လွှင့်ပေးနေကြ Let Be Tell You အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမပိုးရီပါ Inner Harmony က Life Coach Energy Healer တူဖြစ်ပါတယ်ဘုရားမှာပေါ့နော်တခြားသူတယောက်ရဲ့အပြုအမူတွေသူ့ရဲ့လုပ်ရက်တွေကြောင့်ဘဝမှာစိတ်နှောက်ရှက်ဖြစ်ရတာမျိုးရှိလားအဲ့လိုစိတ်နှောက်ရှက်ဖြစ်ရတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်နှောက်ရှက်ကကိုယ့်ရဲ့တနေ့တာလုံးဘယ်လောက်ထိလွှမ်းမိုးသွားလဲဒီလိုမျိုးစိတ်နှောက်ရှက်ဖြစ်မှုတွေကဘယ်ပေါ်မှာခြေခံပြီးတော့ဖြစ်လာတာလဲဒါမျိုးစိတ်နှောက်ရှက်ဖြစ်ရင်ကျမတို့ဘယ်လိုတုံ့ပြန်မလဲ စသဖြင့်ကျွန်မဒီနေ့ let me tell you မှာအဲ့ဒီအကြောင်းအရာလေးဆွေးနွေးသွားမှာဖြစ်ပါတယ်။အခြားလူတယောက်ရဲ့အပြုအမူကြီးလုပ်ရတရားကျွန်မတို့မှာစိတ်နှောက်ယှက်ဖြစ်ရတယ်ဆိုရင်များသောအားဖြင့်ဘယ်လိုမျိုးတွေမှာဖြစ်လိမ့်ဖြစ်တာရှိလဲပေါ့နော်။ဆိုတော့ကျွန်မတို့ကိုယ်နဲ့သိမသိရဲ့သူတွေရှိမြဲကိုယ်က public area တွေသွားတာရှိမြဲအဲ့ဒီခါမှာများသောအားဖြင့်အဲ့ဒီလူရဲ့အပြုအမူပိုင်းဆိုင်ရာကျင့်ဝတ်မသိရတယ်အဲ့ဒါမျိုးကြီးကြောင့်ကျွန်မတို့ကစိတ်နှောက်ယှက်ဖြစ်ရတာများတယ်ပေါ့နော်။ဆိုတော့ဥပမာပြပြရမယ်ဆိုရင်ကျွန်မတို့ city mark မှာဈေးဝယ်မယ်ပေါ့။ဈေးဝယ်တဲ့ခါကျကျွန်တော်ဝင်ရှင်းတဲ့ခါကျလို့ရှင်တန်းစီရတယ် ဒါပေမဲ့တချို့တွေကအဲ့ဒါကိုနားမလည်ဘူးပစ္စည်းလေးတစ်ခုတစ်ခုပါဆိုပြီးတော့အတင်းကိုကြော်ပြီးတော့မှကိုရှေ့ရနေအတင်းပတ်စံရှင်းတာမျိုးနောက်နောက်တစ်ခါဒီ public toilet တွေပေါ့နော်အဲ့လိုမျိုးသွားတဲ့အခါကျလို့ရှိရင်တန်းစီနေရမယ်ဆိုတာကိုတွေ့နေပြီမဲ့ကြော်လွှားပြီးတော့တန်းမစီပဲ toilet ဝင်သွားတာမျိုးအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဥမာကိုရှေ့ရလုတ်သွားတာမျိုးဆိုရင်ကိုအနှွားင်းဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေမျိုးတွေကိုကြုံရတဲ့အခါမှာ ိုယ့်ရဲ့တနေ့တာလုံးမှာဒီလိုလူတွေကအဆင်မပြေဘူးဥမာကားပတ်ကင်းထိုးမယ်ဆိုရင်ကိုယ်ပတ်ကင်းရတာတောင်မှကြော်ခွပြီးလုတ်သွားတာမျိုးအဲ့လိုစသဖြင့်ပေါ့နော်ဘာမှမဟုတ်တဲ့ကိစ္စလေးလို့ထင်ရပေမယ့်ကျွန်တော်တို့တခြားသူတယောက်ရဲ့အပြုမူပိုင်းဆိုင်ရာလုပ်ရတရားကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတက်ရောက်မှုတွေရှိရယ်လွှမ်းမိုးမှုတွေရှိရယ်တချို့ကလည်းအဲ့ဒါကြောင့်တနေ့ကုန်မှာစိတ်အနှောက်အယှက်ဖြစ်နေရတာမျိုးရှိရယ်ပေါ့နော်ဆိုတော့ဒါကကိုယ်နဲ့လုံးဝမသိရတဲ့သူတွေပေါ့နော် ကိုယ့်ရဲ့လုပ်ငန်းခွင်တို့ကိုယ့်ရဲ့အိမ်လူအိမ်သားတွေနဲ့မှာလည်းတခါတလေတချို့အရာမျိုးနားမလည်တဲ့သူတွေရှိရင်လည်းအဲသူတို့ကြောင့်ဥပမာကိုကစီကန်ရှိရဲအဲသူတို့ကကြတော့ပစ္စည်းယူနေရတဲ့ခြားပြန်မထားဘူးစသဖြင့်ဒါမျိုးတွေကတော်တော်များများအဲကျွန်မဒီတုံမှုတဲ့ case တွေမှာအဲ့ဒါမျိုးတွေများတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကြောင့်စိတ်နှောက်ရှက်ဖြစ်ရတာမျိုးလုပ်ငန်းဝင်မှာဆိုရင်လည်းအဲ့လိုပဲဒါမျိုးတွေကြုံတဲ့အခါမှာတော်တော်များများကြုံမှုကြလိမ့်မယ် အဲ့ချိန်မှာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုအချိန်တော်တော်ကြာကြာ तू ကလွှမ်းမိုးထားတာရှိတယ်။အာတနေကုန်းသိရမလားမနေ့ထဲကဟိုကြုံလိုက်ရတဲ့ဟာကစိတ်ကိုအဆင်မပြေဘူးစိတ်မြင့်သွားစေတယ်။ခါလေကိုကအဲတခုခုသွားဖို့ရှိတယ်။ဒါပေမဲ့လမ်းမှာအဲ့ traffic နဲ့ကိုကိုအဲ့လိုမျိုးကြော်တက်သွားတာနဲ့ကိုကနေရာမရတာနဲ့ parking အဆင်မပြေတာနဲ့အဲ့ဒါမျိုးကြီးကြုံခဲ့ရလို့ဆိုပြီးတော့မှအဲကျမတို့စိတ်အနှောင့်အယှက်ဖြစ်လာတာရှိတယ်။အဲ့ရှိရကားကအတုလိမ့်သူမမောင်းမင်းနဲ့ဟိုသွားမလို့လို့ဒီသွားမလို့လို့လိမ့်တွေကိုအမျိုးမျိုးဝင်ပြီးတော့မှာ ကိုယ့်ရဲ့အချိန်မျိုးနောက်ကျပြီးတော့ကိုကားမောင်းလာစိတ်နှောက်ရှက်ဖြစ်ရတာမျိုးစသဖြင့်အဲ့ဒါမျိုးတွေကအများကြီးရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကအဲ့ဒီအချိန်မျိုးကြုံလို့ရှိရင်လူတော်တော်များများကဘာဖြစ်ကြလဲဆိုရင်အာစိတ်ညစ်လိုက်တာဒီလိုမျိုးကြုံတယ်ဒီလူတွေကအဆင်မပြေဘူးစသဖြင့်အဲ့ဒီຢာကိုကျွန်တော်ပြင်ပြင်ပြီးတော့ပြောကြတယ်ကိုယ်တနေ့တောင်နှောက်ရှက်ဖြစ်စီရယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုရင်လူတော်တော်များများမှာအဲလူကြားထဲမှာနေထိုင်ရမယ့်ကျင့်ဝတ်တွေစီးမြင်တွေစီးကဲနေ အခြေခံနားလည်ရမယ့်အရာတွေကိုနားမလည်တဲ့သူတွေများရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလူ public အများကြီးကြားထဲမှာကိုဖုန်းသုံးနေတာမှာဖုန်းနဲ့အကျယ်ကြီးတွေလုတ်ပစ်တာဆေးရုံလူနာစောင့်နေရဲ့ OBD ပြနေတဲ့အချိန်မှာကိုဖုန်းကနေမျိုးမှာ social media ကိုအကျယ်ကြီးတွေကြည်တာဒါတွေကတခြားသူတွေအနှွားကြီးဖြစ်စီတယ်။လာပြတဲ့လူတွေကအားလုံးကျွမ်းမာနေတဲ့သူတွေဆိုတာထက်နေမကောင်းလို့လာပြကြတာဖြစ်တဲ့အတွက်နိုင်ပါးလေးနေခြင်းနဲ့အေးအေးချမ်းချမ်းလေးခေါင်းတွေကိုက်နေရရှိမယ်။ဒါပေမဲ့လူနာရှင်အဲလူနာနဲ့ပါလာတဲ့လူတွေကဒါမျိုးတွေသုံးနေရဆိုရင် ဒါမလုပ်တဲ့နေအရာမျိုးကြီးပေါ့နော်အဲ့လိုအဲ့လိုလူတွေကြောင့်ကျွန်တော်အမြင်နဲ့ခေါင်းကိုင်နေရတာ stress တွေဖြစ်နေရတာစိတ်ရှုပ်နေရတာရှိရပေါ့အဲ့တော့အဲ့အရာတွေကိုကျွားတို့ဘယ်လိုမျိုးဖြတ်တမ်းမလဲဘယ်လို response တွေလုပ်လို့ရှိတယ်အဲ့တော့တချို့ကတော့ public area တွေမှာပြောပလိုက်တယ်ပေါ့နော်ကိုကဘယ်လိုဥမာတန်းစီနေရသူဆိုရင်လေအတချို့ဆိုစကားတွေအပြန်အလှန်တွေပြောကြတာရှိတယ်တချို့ကလည်းဒီအရောင်နားမလဲပဲနေတန်းစီခိုင်းနေသူပြန်ပြောသွားတာမျိုးရှိတယ် အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုစသဖြင့်ကိုကြုံသွားတဲ့အခါမှာစိတ်အနှောက်အယှက်တွေကဖြစ်ကြတယ်။အဲ့တော့ကျမတို့အဲ့အပိုင်းမျိုးကိုဘယ်လိုကျော်လွှားမလဲပေါ့နော်။ကိုဘယ်လိုတုံ့ပြန်နေလဲ။နော်ဆိုတော့ကျမအဲ့အရာကိုညှပ်ဝေပေးခြင်းပါတယ်။ကျမတို့လူတော်တော်များများကကိုယ့်ရဲ့ personality type တွေနဲ့ပဲကျမတို့ကတုံ့ပြန်ကြတာများတယ်။ကိုကတခုခုဆိုရင်မဟုတ်မခံပြောလိုက်မယ်။ကိုပြောလိုက်တဲ့အရာကအာတစ်ဖက်လူနဲ့ကိုနဲ့ရန်ကြီးကြီးဖြစ်သွားစေတာမျိုးတစ်ဖက်လူနဲ့ကိုနဲ့စကားတွေအခြေတင်ပြောရတာမျိုး အဲ့ဒါမျိုးတွေဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့ပြောရမယ်ဆိုရင်လူစားမျိုးလည်းရှိရင်ရှိတယ်တချို့ကလည်းအဲ့ဒါကိုဒေါသနဲ့ဖြေရှင်းတဲ့သူတွေရှိတယ်တချို့ကလည်းဒီအရာကိုအမဟုတ်မခံပါတော့တစ်ဖက်လူကိုတယောသလိုလိုနှိမ်ချသလိုလိုဒီလို response တုံ့ပြန်တာလည်းရှိတယ်အဲ့တော့ကျွန်တော်ကတုံ့ပြန်မှုကမျိုးစုံရှိရဲအားလုံးကကိုယ့်ရဲ့ပင်ကိုယ်စီရိုက်တဘာဝပေါ့ခြေခံပြီးတော့ပဲတုံ့ပြန်ကြတာများရဲပေါ့အဲ့တော့လူတယောက်ကြောင့်ကိုကစိတ်နှောင့်ယှက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ဥပမာပဲပြရမယ်ဆိုလို့ရှိရင်တန်းစီနေရာကိုကြောတက်သွားတယ်ဆိုတဲ့အခါမျိုးမှာ အတူอ่ะပေါ့နော်ဒီတန်းစီရတဲ့ rules ကိုသူနားမလဲတာလားဒါမှမဟုတ်လို့ရှင်နားလေရက်နဲ့အာအလကားပါအချိန်ကုန်တယ်ငါတို့ကတော့လုံနိုင်တယ်ဆိုပြီးတော့ဒီရောက်ခုံယူပြီးတော့မှလှုပ်သွားတာလားဒါမှမဟုတ်မသိလိုက်မသိပါတာပဲအตาလေးနဲ့အဲဘယ်သူမှတော့မပြောတော့ပါဘူးဆိုပြီးတော့ကြော်သွားတာလားအမျိုးစုံဖြစ်နိုင်တယ်အဲ့ဒါကကျမတို့ရဲ့ပြဿနာမဟုတ်ဘူးအဲ့တော့ကျမတို့ကအဲ့လိုကိုယ့်ရဲ့အရှိမပါဘောနော်ကိုကတန်းစီပြီးတော့အကြာကြီးစောင့်လာရတယ်ဒါပေမဲ့ကိုယ့်ကိုကြောတက်သွားတာမျိုးရှိခဲ့ရင်ကျမတို့က တဖက်လူနဲ့ကိုယ်နဲ့ public area မှာရန်နေအကြီးအကျယ်စကားတွေအကြီးအကျယ်များနေရတာမျိုးလည်းမဟုတ်ပဲနဲ့အဲကိုယ့်ကိုကြောတက်သွားတဲ့သူကဥပမာကိုယ့်ထက်အဲကြီးတဲ့အမဖြစ်အမတော်လကောင်းအကိုတော်လကောင်းပေါ့နော်အဲ့လိုလူမျိုးကအမရေအားလုံးကတန်းစီနေရတဲ့အတွက်အမတန်းစီပေးပါအနောက်မှာတကယ်တော့ကျမတို့ကတော့ကိုပြောရမှာတက်စားလို့ရှိရင် cash shop တာဝန်ရှိတဲ့သူကပြောရမှာပေါ့နော်ကဲမပြောဘူးကို့နေရာကိုသူကကြော်ပြီးယူသွားတယ်ဆိုတော့တန်းစီပေးပါဆိုတဲ့အရာကိုကျမတို့ကကောင်းကောင်းလေး communicate လုပ်ပေးလိုက်လို့ရတယ်အဲကျမတို့ပြောတဲ့ လေတန်နဲ့လေတန်တုံးနဲ့ကျွန်တော်တို့ပြောတဲ့ပုံစံနဲ့စကတ်လုံးတွေကစကတ်လုံးတွေပေါ်မူတည်ပြီးတော့တစ်ဖက်လူကကိုယ်ပြန်ပြီးတုံးပြန်လာနိုင်တာဖြစ်တယ်။ကျွန်တော်ကအပြုတ်သဘောဆောင်ပြီးတော့ဒါကတန်းစီရရယ်နော်ပြန်ပြီးတန်းစီပေးပါလို့ရည်ရည်မော်မော်နဲ့ပြောနေတဲ့လူတယောက်ကိုဘယ်သူမှတော့ဝူဝဝါကြီးထပြီးပြဿနာမရှာဘူး။ရှာတဲ့သူလည်းရှိကောင်းရှိနိုင်။ဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုရင်ကိုကစိတ်ကြည်ကြည်လေးနည်းနည်းဈေးဝယ်တယ်လာတယ်ကိုကိုကြော်တက်သွားလဲပြဿနာမရှိဘူးဆိုရင်ရတယ်လက်ကိုလုံးလိုက်လေကြော်ခံလိုက် ဒါကိုကိုစိတ်ကအဆင်ပြေနေရဆိုရင်အဆင်မပြေဘူးဒါကမဖြစ်သင့်ဘူးလူအလုံးနဲ့တန်းစီနေရမယ်သူလည်းတန်းစီရမှာပဲကိုရောင်ကြာကြီးတန်းစီပြီးမှကိုနေရာကိုသူယူသွားတဲ့ဟာတော့မဖြစ်သင့်ဘူးလို့ကိုယူဆရင်ကျမတို့ကအဲ့လူကိုကောင်းကောင်းပဲ communicate လုပ်ပြီးတော့ဒီ rules and regulation ကိုရှင်းပြလိုက်ရှင်းပြပြီးတော့ပြန်တန်းစီခိုင်းအဲနောက်ကလူက pass ပေးပေးလိုက်ပြောကျမမပေးဘူးဆိုရင်မပေးဘူးကိုကအဲကိုကိုအလှဲ့မှာကိုဝေရှင်းသွားမယ်ပေါ့။ဒါမှမဟုတ်လို့ရှင်လေတာဝန်ရှိသူကိုကညီမတို့ပြောရမှာနော်ဒီဟာတန်းစီရမယ်ဆိုတော့ပြောပြပါ။ကိုမပြောချင်။စသဖြင့်ကျမတို့ပုံစံမျိုးစုံနဲ့ ရှင်းရှင်းလို့ရတယ်။အဲ့ဒါဘာလဲဆိုတော့အပြုတ်သဘောစောက်ပြီးတော့မှကိုရနိုင်တဲ့အခွင့်အရေးကိုဘာတဲ့ကိုယူတာ။အပြုတ်သဘောစောက်တယ်ခေါ်တာပေါ့။ကျွန်တော်တို့ဖက်လူကိုဒေါသနဲ့တုံ့ပြန်မနေဘူး၊ emotion တွေနဲ့တက်မနေဘူး၊ all လဲ all မနေဘူး။သူများ area တွေကိုကျွန်တော်တို့ကြော်ပြီးတော့လည်းစကားလုံးတွေကြုံပြီးတော့လည်းပြောမနေဘူး။အဲ့ဒါကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်အများကြီးဟိုအကျိုးရှိစေပေါ့။ဘာကြောင့်လဲဆိုရင်ကျမတို့ကျမဒီဒေါသကိုဘယ်လိုထိမလဲဆိုတဲ့ဗီဒီယိုမှာလည်းပြောခုတယ် ကျမတို့ဒေါသထွက်တယ်ပူလောင်မှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီ line ကကျမတို့ထဲမှာ process လုပ်ပြီးမှအပြင်ကိုဖြတ်တန်းတာဖြစ်တဲ့အတွက်ကိုယ်စီမှာအရင်ပူလောင်တယ်ကိုကဒေါသတွေထွက်တယ်ကိုကစိတ်တွေရှုပ်နေအဲ့ဒီ line ကကိုယ်စီကိုအရင်သွားတာကိုယ်စီကနေဖြတ်တန်းတာဖြစ်တဲ့အတွက်ကျမတို့မှာပို့ပြီးတော့နေရာထိုင်ရခက်စီစိတ်ပိုင်းဆိုင်ရအတွက်လည်းကောင်းမနေစေဘူးဘာမှမဟုတ်တဲ့ဒီဘာမှမဟုတ်တဲ့ဆိုတာဒီကိစ္စတေးသေးလေးတိုင်းကိုကိစ္စတိုင်းကိစ္စတိုင်းကိုကျမတို့ကလိုက်ပြီးတော့မှ emotion ကက်နေရတဲ့အလုပ်ကကျမတို့ဘဝမှာဘယ်တော့မှရှေ့ရောက်မှာမဟုတ်တော့ဘူးတခြား လောက်ရမယ့်အကျိုးရှိတဲ့အရာတွေလောက်ရမယ့်အလုပ်တွေမလုပ်နိုင်တော့ဒီလူတယောက်ကိုကျွန်တော်တို့စိတ်ရှုပ်ပြီးတော့ emotion တွေနဲ့တုံ့ပြန်လိုက်ရင်ဒီကနေဈေးဝယ်ပြီးကျွန်မဆက်လုပ်ရမယ့်အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့စာသင်ရတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီကနေပြီးတော့အဲတခြားကိုမိဘနဲ့တွားမှလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီကနေမျိုးတခြားကို family time လည်းရှိနိုင်တယ်အဲ့အထီကျွန်တော်တို့ရဲ့စိတ်တူမှုစိတ်ရှုပ်မှုတွေကပါသွားတယ်ပါသွားတော့ကိုယ့်ရဲ့တနေ့တာဆိုအများကြီးဆုံးရှုံးမှုဖြစ်တယ် energy ဆိုရင်လည်းကိုယ့်ရဲ့ energy ကိုအလဟတ်တက်ဖြစ်စေရပေါ့နော်အဲ့တော့ကျွန်တော်ကဘာမဆိုအပြုတ်သဘောစောင့်ပြီးတော့မှကိုယ့်အခွင့်အရေးကိုရအောင်ယူတတ်ခြင်းကကိုဘယ်လိုလူလဲဆိုတော့ပြသနေတာဖြစ်တယ်ကျွန်တော်အမြဲတမ်းပြောတယ်ကိုကဘာတွေပဲလှုပ်လိုက်လှုပ်လိုက်ကိုပြုတ်မှုလိုက်တဲ့အပြုတ်အမူကိုပြောလိုက်တဲ့စကားလုံးတိုင်းကိုရဲ့တုံ့ပြန်လိုက်တဲ့လှုပ်ရတဲ့အတိုင်းကကျွန်မဘယ်လိုလူပါလို့ပြနေရတဲ့အတူတူပဲအဲ့လိုလူပါလို့စကားလုံးတွေပြောမနေဘူးမြဲသူ့ရဲ့အမူအရာသူတုံ့ပြန်လိုက်တာကိုကြည့်ချင်းရမြဲအာ तू ကဘယ်လိုပါလို့ကျွန်တော်တတ်မှတ်သွားတာ ဒါကကိုဟာနဲ့ကို choice လုပ်ထားတာဖြစ်တယ်ပေါ့ဒါကသူများကကိုတတ်မှတ်သည်ဖြစ်စီမတတ်မှတ်သည်ဖြစ်စီကျမတို့ကအဲ့လိုလူစားမျိုးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းမှာ inside နဲ့ outside ရှိတယ်။ကျမတို့အတွင်းထဲမှာဖြစ်လာတဲ့များအားလုံးကကျမတို့ရဲ့ outside မှာပြင်ပမှာပြသနေတာဖြစ်တယ်။အဲ့တော့ကိုယ့်ထဲထဲမှာရှိတဲ့အတိုင်းပဲလူတွေကအပြင်ကိုထုတ်ပေါ်ကြတာများရတယ်ပေါ့နော်။အဲ့တော့ကိုယ့်ထဲထဲမှာရှင်းအောင်လုပ်နိုင်နေလေကိုယ့်အတွက်ကိုအကောင်းဆုံးကိုယ့် energy ကိုကာကွယ်နိုင်နေလေ ကိုအပြုသဘောဆောင်ပြီးတော့တုံ့ပြန်ခြင်းဟာကျမတို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဟော်မုန်းစနစ်တွေစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေအများကြီးအကျိုးရှိစေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့တခြားသူတို့ဦးတယောက်ကြောင့်ကိုယ့်စီမှာစိတ်အနှောက်အယှက်ဖြစ်ရင်ပထမဦးဆုံးကျမတို့ဒီအခြေအနေတွေကနေပြီးတော့မှကိုယ့်အတွက်အပြုသဘောဆောင်ပြီးတော့အကောင်းဆုံးနည်းလမ်းနဲ့အပြေရှာနိုင်မယ့်ဟာဆိုရွေးချယ်တတ်ဖို့လိုတယ်အဲ့ဒါပထမတစ်ချက်ပေါ့ဒီလိုရွေးချယ်တတ်ဖို့အတွက်ကျမတို့မှာဘာတွေပြည့်စုံမှုလိုအပ်နေမှာလဲပေါ့အဲ့လိုရွေးချယ်ဖို့အတွက်လူတယောက်ဟာ တို့တို့အ ਨੇ ဆုံးစိတ်ပိုင်းဆိုင်ရာခံတောင်းဖြစ်နေဖို့လိုတယ်အဲ့တော့ဒီအရာကတနေ့နဲနဲ့တည့်ရက်သေးနဲ့ခဏလေးတည်းနဲ့လူတယောက်ကခဏလေးခံတောင်းဖြစ်သွားတာမဟုတ်ဘူးဒီအလေးချင်းတို့ကျမတို့ချိန်ပေါင်းများစွာမွေးမြူထားရတာဖြစ်တယ်စိတ်ပိုင်းဆိုင်ရာအမြဲတမ်းအေးချမ်းနေဖို့အတွက်ကျမတို့မှာဘာပဲကြုံကြုံလက်ခံတတ်တဲ့စိတ်ဘာပဲကြုံကြုံအသက်ကလေးရှူပြီးစိတ်ကလေးရှော့တတ်တဲ့စိတ်ဒါတွေကျမတို့နေ့စဉ်ကြီးပြိုက်တစ်လုပ်ထားမယ်ဆိုရင် လူတယောက်ကဘာပဲကြုံလာကြုံလာအေးအေးချမ်းချမ်းနဲ့ဖြေရှင်းနိုင်တယ်ကြုံလာတဲ့ကိစ္စရဲ့အတန်းကျွန်တော်တို့ကဒေါသနဲ့ရှင်းလိုက်မယ်ငါနားလေတယ်ငါတက်တယ်ငါပြောလိုက်မယ် public မှာ အလူတွင်ကျဲကြီးလှုပ်လိုက်မယ်ဆိုရင် mindset တွေနဲ့ဖြေရှင်းနေတယ်ယူကျွန်တော်တို့ဘယ်တော့မှအေးချမ်းမှုရမှာမဟုတ်ဘူးတခြားသူအတွက်မဆိုလို့ကိုယ့်အတွက်ကိုယ်ဆိုလို့ရပါတော့အဲ့တော့ဒီလိုမျိုးဖြေရှင်းမှုမျိုးက ူများထက်ဆိုင်ကိုကိုကိုအများကြီးချစ်တဲ့လူတွေကဒီလိုပဲဖြေရှင်းတယ်ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်အခံလေးကိုယ့်ရဲ့ကောင်းမွန်တဲ့ energy ကိုဘယ်သူ့ကြောင့်မှအပြည့်စုံမခံဘူးသူ့ကြောင့်မှအထီးခိုင်မခံဘူးလက်ကိုလှုပ်နိုင်ရင်လည်းလှုပ်လိုက်တယ်လက်ကိုမလှုပ်ရဘဲနဲ့ကိုယ့်အခွင့်အရေးဒါကိုရမယ်ဟာဆိုရင်ကျွန်တော်တို့အကောင်းဆုံး communicate လုပ်ပြီးတော့ရအောင်ယူတယ်အဲ့ဒါကကျွန်တော်တို့ရင်ကျေးတဲ့အပြုအမူပိုင်းဆိုင်ရာလို့လည်းပြောလို့ရတယ်ကိုယ့်အတွက်ကိုစိတ်ပိုင်းဆိုင်ရာစမ်းမာရေးအတွက် ဟိုအကောင်းဆုံးထူထောင်ခြင်းလို့လည်းပြောလို့ရတယ်ပေါ့နော်။အဲဒါကြောင့်မို့လို့ကျမတို့ဘာတွေကိုပဲ respond လုပ်လို့ respond တိုင်းကကျမတို့ရဲ့ identity ဖြစ်ပါတယ်။ respond တိုင်းကကျမတို့ရဲ့ယူရချက်မှုဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုဟိုးအောက်ဆုံးထိရွေးချယ်ထားမှာလားပေါ့နော်။ဒါကြောင့်မို့တခြားသူတယောက်ကြောင့်တဏီကုံမပြီးနိုင်မစည်းနိုင်ဒေါသတွေထွက်ပြီးတော့ကိုယ့်ရဲ့တမှုရှိရဲ့အချိန်ကိုဆုံးရှုံးခံပါလား။ဒါမှမဟုတ်ကိုယ့်ရဲ့ energy field ထဲမှာကိုယ့်အကောင်းဆုံးဖန်တီးနေရင်အဲလုံတဲ့လုံထိုက်တဲ့အရာတွေကိုကျမတို့အပြည့်အစုံဆောင်ပြီးတော့အကောင်းဆုံး ဟို communicate လုပ်ပြီးတော့ဖြည့်ရှင်းသွားမှာလားဆိုတာအာကိုယ့်ရဲ့ရွေးချယ်မှုကြီးပဲဖြစ်တယ်လူအယောက်စီတိုင်းကကိုယ့်ရွေးချယ်မှုနဲ့ tight တယ်နဲ့ live တွေကိုရနိုင်ရဖြစ်ပါတယ်အဲဒါကြောင့်မို့လို့လူတိုင်းလူတိုင်းမှာ तू ကတော့ live ကအေးချမ်းလိုက်တာ तू ကတော့အစဉ်ပြေလိုက်တာ तू ကတော့ပူလောင်လိုက်တာဆိုတာကျမတို့ရဲ့အတွင်းထဲက insight ထဲမှာကျမတို့ဘယ်လောက်ထိ practice တွေလုပ်ထားလဲဘယ်လောက်ထိကျမတို့ကိုကိုကို calm down ဖြစ်အောင်လေ့ကျင့်လုပ်တာလေ။ဘာတွေပဲကြုံလာကြုံလာကျမတို့ကို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 ချစ်တဲ့စိတ်နဲ့တန်ဖိုးထားတဲ့စိတ်နဲ့ အကောင်းဆုံးဘလို့ဖြည့်ရှင်းလဲဘလို့ရွေးချယ်လဲဆိုရဲပုံမှာမူတည်ပြီးတော့မှလူရဲ့ life တွေကအများကြီးကွဲပြားသွားတာဖြစ်ပါတယ်။ဒါကြောင့်ဘဝမှာကိုယ်နဲ့ရင်းနှီးရတူပဲဖြစ်ဖြစ်ကိုယ်နဲ့မရင်းနှီးရတူပဲဖြစ်ဖြစ်တခြားသူတယောက်ရဲ့အပြုတ်အမူကြောင့်လှုပ်ရကြောင့်ဘဝမှာစိတ်ရှုပ်ရပါတယ်လို့ခံစားနေရရင်ကျမတို့ဒီချက်လေးကို practice လုပ်ကြည့်လို့ရပါတယ်။အဲ့တော့နေ့စဉ်ဒီတိုင်းနေနေစဉ်ဘဝတစ်လျှောက်လုံးမှာ ကိုကိုကိုခမ်းတောင်းဖြစ်အောင်အမြဲတမ်းအလေးအကျင့်လုပ်ထားပါပြဿနာအကြီးမှမဟုတ်ဘူးဘာလေးကြုံကြုံကိုကအလေးအကျင့်နဲ့အေးအေးချမ်းချမ်းနဲ့ဖြေရှင်းနိုင်မှုအတွက်အမြဲတမ်းကျမတို့စိတ်ပိုင်းဆိုင်ရာနောက်ပိုင်းမှာ mindfulness လုပ်တယ်လို့ခေါ်တယ်ဘာလေးလုံးလုံးအမြဲတမ်းတတိရှိရှိလေးနဲ့ဖြတ်တန်းနေခြင်းကကျမတို့ရဲ့စိတ်ကိုအများကြီးတည်ငြိမ်ပြီးတော့မှအေးချမ်းစေတယ်ဒီလိုအလေးအကျင့်ရတဲ့သူကရုပ်ပြည့်ကြုံလာရတဲ့အခြေအနေတွေ accident တွေကိုအကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်တယ်အကောင်းဆုံးတော့ဖြည့်ရှင်းနိုင်တယ်ကိုယ့်ရဲ့ကောင်းမွန်ရဲ့ energy field ကိုအများကြီးကိုယ်ဟာနဲ့ကိုယ်ကာကွယ်နိုင်တာဖြစ်ပါတယ်ဒီနေ့ let me tell you အစီအစဉ်လေးမှာတခြားသူတယောက်ရဲ့အပြုမူပိုင်းဆိုင်ရာကြောင့်ကျွန်တော်တို့စိတ်အနှောက်အယှက်ဖြစ်ရင်ဘယ်လိုတွန့်ပြန်ရမလဲဆိုတဲ့အရာကိုကျွန်မမျှဝေထားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ် let me tell you အစီအစဉ်မှာအခြားခြားသောအစီအစဉ်တွေနဲ့ကျွန်တော်တို့ပြန်လည်တွေ့ဆုံပါမယ်အဆုံးထိတန်းထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်